စစ်ကောက်စီကမိုးကောက်ကိုရလိုက်ပေမဲ့သူတို့ရလိုက်တာမျိုးခွန်လာပဲလူထုထောက်ခံမှုမရှိဘူး PDF တွေရော TNA ရောပပတ်လက်မှာရှိတယ် TNA ရတောင်ပေါ်ကနေကြီးနေမယ်ပေါ့ဗျာပြီးတော့ TNA ကိုခင်ဗျားတို့ရန်သူတို့တတ်မှတ်ပြီးတိုက်လိုက်ရင်ခင်ဗျားတို့ကစစ်ကောက်စီရဲ့ငါးဆောက်ကိုဟတ်လိုက်တဲ့ငါးမြချင်းမှာချိန်သွားတဲ့ငါးလေးလိုမျိုးဖြစ်သွားလိမ့်မယ်တိုက်တာနဲ့ဖြစ်ပြီပဲလိုင်းပေါ်ကလူတွေကိုအဲ့ဒါအဓိကပြောချင်တာခင်ဗျားတို့ကိုယ်တိုင်မတိုက်ရတိုင်းခင်ဗျားတို့ဇွပြောမနေနဲ့တိုက်ရင်ဘာဖြစ်မလဲမတိုက်ရင်ဘာဖြစ်မလဲတိုက်လိုက်လို့ရှိရင်စစ်တပ်ကပို့တော်မှကြိုက်ပဲသေးခင်ဗျားတို့အဲ့လိုဖြစ်အောင်လုပ်နေတာ ပိတ်ဆို့ထားတဲ့အချိတ်တိုက်တာတစ်ခုကြီးလိုက်ကြီးစံမရှိဆေးဝါးမရှိဘယ်မှမကူညီပေးဘူး UWSA တို့လည်းဖိအားပေးတယ်အဲ့ဒါအောင်မှခေါင်းမပြီးဆက်ပြီးတော့တိုက်နေမယ်ဆိုရင်ဘာဖြစ်မလဲ TNA တိုက်ရင်းလိုက်သိမယ်တမတ်တစ်ခုလုံးပြုတ်ကွဲမယ်တအောင်တက်ပြုတ်ပြက်မယ်မြို့တွေကဆုံးရှုံးရင်ပြန်တိုက်ယူလို့ရတယ်တက်အာမီတစ်ခုမရှိတော့ဘူးပြုတ်သွားရင်ဘာမှလုပ်လို့မရတော့ပါဘူးတမတ်လည်း PDF ရဲ့ပုံရိပ်ကို TNA အာ sorry တရုတ်ကစကားနဲ့ထည့်ပြောတာအမေရိကန်တို့ကစကားနဲ့ထည့်ပြောတာအိန်းနီချင်းထိုင်းတို့ အိန္ဒိယတို့က PDF တွေ online အင်အားစုတွေအမှန်တရားတော့ခလေးတွေအသိခံနေတယ်ပြောနေတာရှိလို့လားညမှာနားလည်ရသားနဲ့နားလည်ဖို့လည်းလိုအပ်တယ် PDF ရဲဘော့တွေကိုအကြံပြုချင်တာကဒီအချိန်မှာစစ်ကောက်စီမျိုးပြင်ဆင်းလင်းရေလောက်လာလို့ခမားတို့တက်ချင်းဆိုင်တိုက်ပွဲတိုက်ရမယ့်အချိန်မဟုတ်ပါဘူးပြီးတော့လည်းမိုးကုတ်ကိုမရမကပြန်တိုက်တာတဲ့စစ်ကောက်စီပြိုလဲနေတဲ့အချိန်လေးတစ်ခုလုံးတော်လန့်နေတာမဟုတ်လားဒါဆိုရင်ဘယ်ကိုတိုက်ရမလဲသိရပေါ့ဒီတော့ပြောချင်တာက TNLA ကိုအပြစ်တင်နေမဲ့အစမျိုးပြပျောက်ကြားစနစ်ကိုခင်ဗျားတို့ပြန်ပြီးတော့ပြောင်းဖို့လုပ်ရဲကိုအင်အားကိုချင်းချဲ့ပြီးထိသိမ့်ပြီးထိရောက်အောင်လုပ်ရမှာမဟုတ်ရင်ခင်ဗျားတို့အင်အားကိုချွေသွားလိမ့်မယ်။နောက် TNLA ခေါင်းဆောင်တွေကိုလည်းဒီနေရာမှာပြောလို့ရသလောက်ရှင်းပြဖို့ပြောပြဖို့လုပ်ရဲ။ဘာလို့ဆိုရင်စောက်တလွဲတွေမြင်နေတဲ့ကောင်တွေကအများကြီးပဲမို့လို့အားကြောင့်မို့ပြောထုတ်လို့ရတဲ့အလောက်ထိခင်ဗျားတို့လူထုကိုပြောဆိုပေးဖို့လုပ်ရဲ။ငါတို့မှဒီလိုဒီလိုရှိတယ်ငါတို့မှဒီလိုဒီလိုရှိတယ်ဘာလို့ဆိုစောက်ပိတ်တအုပ်ရဇော့လော့နေလို့ကြောက်ရမှာကအချင်းချင်းတင်တဲ့ပြန်လဲမိမှာကိုကြောက်ရမှာ ကျွန်တော်တခေါမဲ့ပြောချင်တာကမိုးကုတ်မြို့တကယ်လွတ်မြောက်တဲ့လွတ်မြောက်ရေးဆိုတာမြို့ထဲမှာဘယ်သူကရှိနေလဲဆိုတာနဲ့မဆိုင်ဘူးမြို့ပြင်မှာရှိနေတဲ့အင်အားစုတွေဘလောက်ညီညွတ်လဲဆိုတာနဲ့ပဲဆိုင်တယ်အဲ့ဒါကပြန်တိုင်းနိုင်မဲ့အခွင့်အရေးတရားအေခေါင်းဆောင်တွေလှုပ်လိုက်တော့မြို့ကျွန်တော်ဆက်ပြောပြရင်ခုနပြောသလိုပေါ့တော်လိုင်းလုံးနေတာပဲအထင်ကန်တိုက်ရမှာပေါ့အခုလိုစစ်ကားတွေလမ်းဖွင့်ပေးတာခန်းစားချက်အရပြောရင်တော့မှန်ပါတယ်တော်တော်လိုင်းအင်အားစုတွေဘက်ကပြောနေရတော့ ဒါပေမဲ့စစ်ပွဲဆိုတာရုပ်ရှင်ရိုင်းနေတာမဟုတ်ဘူးပိတ်ဆို့ထားတဲ့အချိတ်တိုက်တာတစ်ခုကြည့်လိုက်ကြီးစံမရှိ စေဝါမရှိဘယ်ရောက်မှမကူညီပေးဘူး UWSA တို့လည်းဖိအားပေးတယ်အဲ့ဒါအောင်မှခေါင်းမှပြီးဆက်ပြီးတော့တိုက်နေမယ်ဆိုရင်ဘာဖြစ်မလဲ TNA တိုက်ရင်းလိုက်သိမယ်တမတ်တစ်ခုလုံးပြုတ်ကွဲမယ်တအောင်တက်ပြုတ်ပြက်မယ်မြို့တွေကဆုံးရှုံးရင်ပြန်တိုက်ယူလို့ရတယ်တက်အာမီတစ်ခုမရှိတော့ဘူးပြုတ်သွားရင်ဘာမှလုပ်လို့မရတော့ပါဘူးဘယ်အခြေအနေဘယ်လောက်ထိပြန်တည်ဆောက်မလဲအစားနေ ပြီးတော့ TNA အားလုံးပြုတ်ကွဲမဲ့အခြေအနေကတစ်ခါပဲမျိုးကကြတော့ပြန်တိုက်လို့ရတယ် TNA တက်ရှိနေမယ်ဆိုရင်နော် TNA တို့လှုပ်လိုက်တာကကိုယ့်ရဲ့လက်တစ်ဖက်ကိုဖြတ်ပြီးတော့အသက်ဆက်တဲ့နီလန်အဲ့လိုမျိုးရွေးလိုက်တာလို့ကျွန်တော်ကတော့မြင်တယ်အသက်ရှင်နေမှပြန်တိုက်လို့ရမှာလက်တစ်ဖက်ထဲနဲ့တိုက်လို့ရသေးတယ်တစ်ဖက်တော့ဖြတ်ပစ်လိုက်တယ်အဲ့ဒီနေရာမှာတစ်ဖက်ကဖိအားပါရောက်လာရင်တော့သူတို့အခြေအနေကတော်တော်ဆိုးမှာပဲနောက်တော့မေးလာမယ့်ဥစ္စာက ဒါဆိုရင်မြို့ပြမှာ PDF တွေကိုဘာလို့ချန်ထားပြီးတော့နေရာယူခိုင်းလဲမဟာမိတ်တစ္ဆာဖောက်တာမဟုတ်ဘူးလားဗညာပေါ့ဗျာဘာလို့ဆိုရင်ခင်ဗျားတို့အစတိုင်းပြောခဲ့တဲ့ဆွေးနွေးညှိနှိုင်းမှုအတွင်ပိုင်းမှာမရှိဘူးလို့ပြောတယ်ကျွန်တော်ပြောတဲ့ဆွေးနွေးညှိနှိုင်းခဲ့ဘယ်လိုလုပ်မလဲပြောလို့တော့မစိုးဘူးတတိယနေ့မှာပါလာတယ်ဒီတော့စဉ်းစားကြည့်အနာကျင်ရဆုံးမိကွန်းက PDF တွေကိုဘာလို့ချန်ခဲ့လဲဆိုတော့မြေပြင်အမတ်တရားကိုတိတ်ချဖွင့်ချရရင်ခင်ဗျားတို့တရားအဲ့အရာတရုတ်နိုင်ညှိနှိုင်းရမှာ တယောက်နဲ့ညှိနှိုင်းတဲ့နေရာမှာမညှိနှိုင်းလို့လည်းမရဘူးလေမညှိနှိုင်းဘာဖြစ်မလဲခင်ဗျားတို့စဉ်းစားလေတယောက်နဲ့ညှိနှိုင်းတဲ့နေရာမှာသူတို့တက်ဖွဲ့အတွက်ပဲအာမခံချက်ရခဲ့တာ PDF အတွက်ရခဲ့တာမဟုတ်ဘူးကျွန်တော်ပြောတော့ပေါ့ပေါ့လား PDF အတွက်သွားညှိပေးတာမဟုတ်ဘူး TNA အတွက်ပဲအာမခံချက်ရခဲ့တာ last show သွားညှိ MDA တို့သွားညှိတော့လည်း last show တက်ဖွဲ့တဲ့ပဲ TNA အတွက် PDF အတွက်ဆိုပြီးတော့ညှိလာပေးတာမျိုးမပါဘူးနောက်တစ်ခုက အာမခန့်ချက်ကညီကလေးအော်ကတဖွဲ့ချင်းခေါ်ညီးတဲ့အခြေအနေမှာတရုတ်က PDF က PDF တွေကိုတရုတ်ကအတိအမှတ်မပြုတ်ဘူးရှိတဲ့လို့တော့မှမျက်စိနဲ့မထည့်ထားဘူးဒါကငင်းလုံးမှမရတာယူဘယ်မှလဲ PDF တွေရဲ့ပုံရိပ်ကိုတီအပ်အ sorry တရုတ်ကစကားနဲ့ထည့်ပြောတာအမေရိကန်တို့ကစကားနဲ့ထည့်ပြောတာအိန္ဒိယချင်းထိုင်းတို့အိန္ဒိယတို့က PDF တွေတော်လိုင်းအင်အားစုတွေအမှန်တရားတော့ကလေးတွေအသိခံနေတယ်ပြောနေတာရှိလို့လားအဲ့တော့ PDF တွေကိုတရုတ်ကအတိအမှတ်မပြုတ်ဘူးလေ ရမရရင်ဆွဆွေးနေသူတွေ့ပဲသူဆွေးနေရမှာပဲအဲ့ချိန်မှာ TNA ကအတိမတ်မပြုတ်တဲ့ PD အဲ့ဒီဘက်ကနေကူပြီးတော့ဝင်ပြည့်ရင်ဘာဖြစ်မလဲတရုတ်ကရှမ်းမြောက်တစ်ခုလို့ကိုအကြမ်းဖက်ပုံစံနဲ့မြင်မသိနိုင်ဘူးငါဒေတာငါငါရဲ့စီးပွားရေးတွေရှိတော့တရုတ်ကကျူးကျော့နေတာပဲသိနေတာပဲဒီတော့သူ့အကြောင်းအတဖက်ကလေချောင်းရလက်နက်ခဲရနေကောက်ွယ်ရေးလက်နက်ကြီးတွေကြီးတွေဖြတ်တောက်မယ်နော်တဖက်ကိုကြတော့နည်းနည်းအဖြစ်ကူညီပေးလိုက်မယ်နယ်စပ်ကိုအပီးပိတ်ထားလိုက်မယ် ပြောလာရှိုတိပေါ်နောက်ချူပေးပြီးွားပြီဆိုရင်ခင်ဗျားတို့နောက်ဆုံးစစ်တပ်အလို့ကြနတ်ခမ်းတွေဘာတွေမှာသွားနေရမယ်မျိုးနှမျိုးပဲကြံတော့မယ်အခြေအနေဒီရောက်သွားနိုင်တယ်ကျွန်တော်ပြောချင်တဲ့အချက်ကဒီနေရာမှာနားလည်ရသားနဲ့နားလည်ဖို့လည်းလိုအပ်တယ် PDF ရဲဘော်တွေကိုအကြံပြချင်တယ်ကဒီအချိန်မှာစစ်ကောက်စီမျိုးပြင်းဆင်းလင်းရေလောက်လာလို့ခင်ဗျားတို့တက်ချင်းဆိုင်တိုက်ပွဲတိုက်ရမယ်အချိန်မဟုတ်ပါဘူးပြီးတော့လေမိုးကောက်ကိုမရမကပြန်တိုက်တော့တဲ့စစ်ကောက်စီပြိုလဲနေတဲ့အခြေအနေကြီးတစ်ခုလုံးတော်လန့်နေတာမဟုတ်လားဒါဆိုရင်ဘယ်ကိုတိုက်ရမလဲသိရပေါ့ဒီတော့ ပြောချင်တာက TNLA ကိုအပြစ်တင်နေမဲ့အစားမြို့ပြပျောက် जा စနစ်ကိုခင်ဗျားတို့ပြန်ပြီးတော့ပြောင်းဖို့လိုတယ်ကိုအင်အားကိုချင်းချဲ့ပြီးထိသိမ့်ပြီးထိရောက်အောင်လုပ်အောင်မှာမဟုတ်ရင်ခင်ဗျားတို့အင်အားကိုခြွေွားလိုက်မယ်နောက်တစ်ခုကအုံနောက်ဆင်းအုံနောက်စားစရာပေါ့ဗျာတချို့ကပြောတယ်ဒါတော့နိုင်ငံရေးဖက်ကပေါ့ TNLA ကစစ်ကောက်စီနဲ့ပေါင်းပြီး2008ဖွဲ့စည်းပုတ်အောက်ကိုမတိမတဝင်သွားတဲ့တိတ်ပိုက်နယ်မြေတွေကို နော်တိတ်ပိုက်နဲ့မြေတွေကိုသူကတိတ်ပိုက်ချဲ့ထွင်ထားပြီးတော့မှပဲ2008ထဲမှာမြေပုံအသေးကိုရွေးလိုက်တယ်ပေါ့ဗျာအဲ့ဒါလောကမဟုတ်ပါဘူး TNA တို့အခုဆုတ်တာအခြေအနေမှာလည်းမြို့ပေါ်ပါပဲသူဆုတ်တာလေပြီးတော့လုံချုံရေးလည်းသူတို့ယူထားတယ်မြို့ပတ်ပတ်လက်တောတောင်တွေကြားထဲမှာ TNA ပါရှိနေတာမိုးကုတ်ပတ်ပတ်လက်မှာ PDG ပဲမဟုတ်ဘူးနော်ကျေးလက်ဒေသတွေမှာသူတို့ရှိနေတယ်သူတို့နေရာတွေကို2008ဆိုရင်တကယ်နှမျိုးပဲရှိတယ်2008မှာကအဲ့လိုလည်းမဟုတ်ဘူးဒီတော့ လက်နဲ့ချပြီးတော့အရှုပ်ပေးလိုက်တာမဟုတ်ဘူးနေရဖက်ပေးလိုက်ရတဲ့ဖိအားကြောင့်နေရဖက်ပေးလိုက်တာတက်တက်ပဲစစ်ကောက်စီကားတွေဝင်လာတာမြို့ထဲမှာအုပ်ချုပ်ရေးရန်တရလက်ပတ်ဖို့မဟုတ်ဘူးမဲဘုတ်ထောင်ပြီးတော့နိုင်ငံရေးရမြို့မိုးကုတ်ဟာငါတို့ပိုင်သေးတယ်ဆိုတော့ပုံရိပ်ကိုပြမလို့လာရှုမှာ MNDA တို့တီပေါ်မှာ MNDA နဲ့စစ်တပ်နဲ့တင်းမာနေတာတွေကလာရှုက MNDA အကိုကံတရုတ်မွေးစားသားဖြစ်သွားလို့စစ်တပ်နဲ့ပေါင်းလိုက်လို့2008အောက်ဝင်သွားလို့မှမဟုတ်တာ တင်းမနေတယ်ဆိုတော့မတက်တာလို့ဆုတ်လိုက်ရလို့တက်တာတလောက်ပြန်ကတော့လာမဟုတ်လားအခုလဲတက်တာတလောက်သူပြန်ထိမ့်မယ်လေသူသူဟိုမဖြစ်မနေတော့သူလိုက်ပြီးတော့လုတ်ပေးမယ်လေတခုလေးပါပဲခင်ဗျားတို့ TNA တို့ MDA တို့ရဲ့လက်နက်ခဲရအကူအညီတွေကိုခင်ဗျားတို့လိုအပ်နေသေးတယ်ဆိုရင် PDF တွေဘက်ကစဉ်းစားဆင်ခြင်တက်တယ်ပြတိုက်ပါပြီတဲ့ခင်ဗျားတို့က TNA ကို PDF ကတိုက်နိုင်လို့လား ကျွန်တော်မေးတာ PDF တွေက TNA ကိုတိုက်နိုင်လို့လားတိုက်ပါပြီတဲ့ခင်ဗျားတို့ဟိုကဘယ်တော့တီးခတ်မလဲတိုက်ခိုင်းနေတဲ့လူတွေကိုမေးနေတာလေတိုက်နိုင်လို့လားခင်ဗျားတို့စဉ်းစားပြီးပြောဟုတ်လားတိုက်နိုင်လို့လားမတိုက်နိုင်ပါဘူးတိုက်ရင်ဘာဖြစ်မလဲမတိုက်ရင်ဘာဖြစ်မလဲ တိုက်လိုက်လို့ရှိရင်စစ်တပ်ကပို့တော်မှကြိုက်ပဲသေးခင်ဗျားတို့အဲ့လိုဖျက်အောင်လုပ်နေတာသူတို့ကတက်ဆွဲဖို့တက်တက်ဝင်လာတယ်စစ်ကစီကမူးကုတ်လောင်းအိမ်ကိုကိုယ်သဘောနဲ့ကိုယ်တရုတ်ပြည်အာဏာကိုဝင်လာပြီးမှပြဿနာဖြစ်တာတိုက်ပွဲဖြစ်တာအဥ္စာတွေရှိလာတယ်အပြင်ထွက်တာနဲ့တိုက်ခိုင်ရမှာပဲအခုအပြင်ထွက်တဲ့ညနေမှာအပြင်ထွက်တော့တိုက်ခိုင်ရတဲ့ PD အဲ့ဒီဝိုင်းထားတယ်လေပတ်ပတ်လက်မှာအဲ့ချင်းတွေကိုကျတော့ chess code တစ်ခုနဲ့ပြသမယ်ခင်ဗျားမှ queen တစ်ကောင်ပဲဘီယံမတစ်ကောင်ပဲကြံထားတယ် ဘင်းကြီးတကောင်နဲ့ရန်သွားအကုန်လုံးဝိုင်းထားတယ်အဲ့ဒီနေရာမှာယထာတစည်းမှာရှိတယ်တောက်မှာယထာနဲ့ဘင်းကြီးမနဲ့အသက်ရှင်ဖို့ဘင်းကြီးမနဲ့ဘင်းကြီးအသက်ရှင်ဖို့နော်ပါဝါပို့ကြည့်တဲ့ဘင်းကြီးမလုံးနိုင်စွာပို့ရဖို့ယထာကိုဆွန့်လော့ရလိုက်ရတာဟာဒါအရှုပ်ပေးတာမျိုးဘင်းကြီးမကြီးလိုမျိုးအဓိကပါဝါရှိတဲ့ဟာကိုချလိုက်တာလည်းမဟုတ်ဘူးအဲ့လိုမျိုးမဟုတ်ဘဲနဲ့ပိတ်ထားလို့တအောင်တက်ပြုတ်ကွဲသွားရင်တအောင်ဆိုတော့ဘယ်တော့မှတော်လာရင်မှပြန်မပေါ်လာတော့ဘူး ပြီးတော့သူတို့တအောင်တက်ကိုသူတို့ကောက်ွယ်လိုက်တာပြီးတော့ယထာဖြစ်တဲ့မိုးကုတ်ကိုကောက်ွယ်ပြီးယူထားမလားတအောင်တက်ကိုကောက်ွယ်ရမလားမိုးကုတ်ကိုကောက်ွယ်ရမလားဒါပေါ့ကျွန်တော်ပြောချင်တာကတအောင်တက်ကတအောင်ဒေတာလူမျိုးတွေအတွက်တအောင်တက်ရှိနေဖို့လို့တအောင်တက်ကို TNA အာမီကိုကောက်ွယ်ရမှာပဲမိုးကုတ်ကိုလွှတ်လိုက်တာပဲအဲ့ဒီမှာပရိုတိုကောအရလုံရိုးလုံးစင်တွေတန်းမှာခေါ်သွင်းရမယ့်တာမုံပါလာလို့ခေါ်သွင်းလိုက်ရတာပဲ ဆွေးနွေးညှိနှိုင်းထားတဲ့အချက်လက်တွေမသိတာဆိုတဲ့နောက်တစ်ခုကပြတော်ပြောချင်တဲ့အချက်ကဒီနေရာမှာအခုမြင်နေရတာတွေအားလုံးကရှောက်တာမဟုတ်ပါဘူးခင်ဗျားတို့ကမရှုပ်ရှုပ်အောင်လုပ်နေတဲ့ဇကားတွေထွက်လာတယ်မဟုတ်တိုင်းမလာခင်မှာလင်းငိမ့်သွားတဲ့သဘောလို့လည်းပြောလို့ရတာပဲ TNA မှမဟုတ်ပါဘူးတခြားအဖွဲ့တွေ BPA တို့ PLA တို့ PLA ကမနီနီကြော်တာဘာပြောလဲနောက်ပြီးတော့တခြားတခြားလုပ်ခဲ့အဖွဲ့တွေကခင်ဗျားတို့တည်ဆောက်နေတဲ့ကာလလေဒီတော့ စစ်ကောက်စီကမိုးကောက်ကိုရလိုက်ပေမဲ့သူတို့ရလိုက်တာမျိုးခွန်လာပဲလူထုထောက်ခံမှုမရှိဘူး PDF တွေရော TNA ရောပပတ်လက်မှာရှိတယ် TNA ရတောင်ပေါ်ကနေကြီးနေမယ်ပေါ့ဗျာပြီးတော့ TNA ကိုခင်ဗျားတို့ရန်သူတို့တတ်မှတ်ပြီးတိုက်လိုက်ရင်ခင်ဗျားတို့ကစစ်ကောက်စီရဲ့ငါးဆောက်ကိုဟတ်လိုက်တဲ့ငါးများချင်းမှာချိန်သွားတဲ့ငါးလေးလိုမျိုးဖြစ်သွားလိမ့်မယ်တိုက်တာနဲ့ဖြစ်ပြီပဲအခုတော့မှဖြစ်တော်မဲ့အချင်းနေကျွန်တော်ပြောချင်တာဘာလို့ကြောက်လဲပြည်သူတွေအဓိကပြောချင်တာ Facebook ပေါ်မှာ TNA ကိုဆဲဆိုးနေရတယ် TNA ကိုတိုက်ဖို့ပြောနေရတယ်ရန်လိုက်ဖို့လိုတယ် ဘာဖြစ်လို့လဲခင်ဗျားတို့အပြောကြောင့်အချိန်တန်းက PDF နဲ့တရားအေချာသွေးကွဲစီပြီးစစ်ကောက်စီကိုအားရှိစေတယ်စစ်ကောက်စီတက်ရှုပ်သွေးခွဲလို့ကောင်းသွားလိမ့်မယ်လိုင်းပေါ်ကလူတွေကိုအဲ့ဒါအဓိကပြောချင်တာခင်ဗျားတို့ကိုယ်တိုင်မတိုက်ရတိုင်ခင်ဗျားတို့ဇုတ်ပြောမနေနဲ့နောက် PDF ခေါင်းဆောင်တွေပြောချင်တာကလူငယ်တွေပေါ့ကျွန်တော်မိတ်ဆွေတွေအရင်နေညီငယ်တွေလည်းပါတယ်ဒီနေရာမှာနိုင်ငံရေးမှာနော် ရောက်ဖတ်သားသမီးညီကောင်မတော်မရှိဘူးအကျိုးစီးပွားပဲရှိတယ်စိတ်ခံစားချက်ဘေးဖက်လိုက်လက်တွေ့ကြကြပဲကြည့်ခမရအရင်အရင်ငါတို့ရဲ့မဟာမင်းညီကိုအဲ့ဒါခမရတို့ကိုဘတော်ကိုတတ်မှတ်တာလက်တွေ့အကျိုးစီးပွားပဲကြည့်တရားအေနဲ့ show web ဆွဲ့နွဲ့တဲ့ set show web ပြီးတော့ပြောဆိုနိုင်တဲ့ bad channel communication ကိုဖန်တီးဖို့လိုတယ်သူတို့မျိုးပေါ်ဆုပ်ပေမဲ့နောက်ကွယ်ကနေထပ်ဖို့လမ်းကြောင်းကူညီပေးတာမျိုးတွေရှိပါလိမ့်မယ်ဒါဟာလောကအဆက်မဖြတ်ပါစေနဲ့ဖြတ်လို့မရဘူးဖြတ်လိုက်တာနဲ့သွားလိုက်ပြီเนาะ အခုလိုပြောဆိုခံနေရကြတဲ့မှာရအောင်ချိတ်ပေးနေတာ TNA ခင်ဗျားတို့ရှမ်းမြောက်ကိုလက်နဲ့ဝက်ဘာညာတွေအကုန်လုံးက TNA ရနေဖျက်ရတာပဲ။နောက် TNA ခေါင်းဆောင်တွေကိုလည်းဒီနေရာမှာပြောလို့ရသလောက်ရှင်းပြဖို့ပြောပြဖို့လိုတယ်။ဘာလို့ဆိုရင်စောက်တလွဲတွေမြင်နေတဲ့ကောင်တွေကအများကြီးပဲမို့လို့အားကြောင့်မို့ပြောထုတ်လို့ရတဲ့အလောက်ထိခင်ဗျားတို့လူထုကိုပြောဆိုပေးဖို့လိုတယ်။ငါတို့မှဒီလိုဒီလိုရှိတယ်ငါတို့မှဒီလိုဒီလိုရှိတယ်ဘာလို့ဆိုစောက်ပိတ်တအုပ်ရဇွတ်လော့နေလို့ အလုတ်အတွက်အရန်သူအစ်စ်ကဘာလဲအဲ့တော့မျက်ခြေပြတ်လို့မရဘူးစစ်ကားအစစ်တရားဝင်လာပြီးတော့ရန်သူကိုနေရထက်ရောက်လာပြီးပြန်တိုက်ကိုတိုက်ရမယ်ဆိုတော့အခြေအနေမျိုးထက်ခင်ဗျားတို့အဓိကလိုအပ်တာကမိုးကုတ်လားတနိုင်ငံလုံးအတွက်သို့မဟုတ်မန္တလေးအတွက်သို့မဟုတ်စကိုင်းအတွက် စစ်ကောက်စီရဲ့အခြေခံရန်တရားတွေဖြိုးမလာကြောက်ရမှာကအချင်းချင်းတင်တဲ့ပြန်လဲမိမှာကိုကြောက်ရမှာ ကျွန်တော်အလိုဆိုရင်ကျွန်တော်မူအခြေအနေဒီအင်အားတရာနဲ့ပတ်ပြီးတော့အကားစီးရတရာနဲ့ပတ်ပြီးတော့ပြဿနာရှာလို့သူမလုံနိုင်ပါဘူးဖျဲချောက်တော့ပဲရောက်တော့လာချင်းပြည်သူတွေလည်းသတိထားရမှာပဲအဲ့ဒီနေရာမှာပြောကျွန်တော်တခေါက်မဲ့ပြောချင်တာကမိုးကုတ်မြို့တကယ်လွမြောက်တဲ့လွမြောက်ရေးဆိုတာမြို့ထဲမှာဘယ်သူကရှိနေလဲဆိုတာနဲ့မဆိုင်ဘူးမြို့ပြင်မှာရှိနေတဲ့အင်အားစုတွေဘလောက်ညီညွတ်လဲဆိုတာနဲ့ပဲဆိုင်တယ်အဲ့ဒါကပြန်တိုင်းနိုင်မဲ့အခွင့်အရေးခင်ဗျားတို့ညီညွတ်မှုအခုကစစ်ကောက်စီကိုစိတ်ခေါ်နေပြီ တော်တော်ရော်ပဲတွေးကွဲနေပြီစိတ်ခေါ်ခံမလားတွေးကွဲခံမလားဒါမှမဟုတ်လဲသူတို့ထောက်ချတဲ့ကိုအဝင်ခံမလားမဟုတ်ရင်ကိုဘတော်ကိုဘလောက်ပြောပြောငါတို့ကငါတို့ညီညွတ်မယ်ဆိုတဲ့လမ်းကြောင်းရအောင်ချိတ်ဆက်ထားမလားဆိုတော့ခင်ဗျားတို့ကိုယ်တိုင်စုပ်ဖြတ်မှာလိုင်းပေါ်လူတွေပြောတော့ကျွန်တော်ပြောတာလည်းမယုံတဲ့ကိုကကိုမြည်ပြီးအချင်းတွေအတိဆုံးပဲဒီနေရာမှာကကျွန်တော်တို့ဘက်က လိုင်းပေါ်လူတွေကဇွတ်ထင်နေတာတော်လန်ရေးအမှန်တရားခမရတို့တော်လန်ရေးက NUG တော်လန်ရေးလားကိုအကျိုးစီးပွားတော်လန်ရေးလားလဲမရှင်းဘူးခမရတို့နိုင်ငံရေးမှာနော်ပြောရင်လည်းစက်ကောက်စီအကြိုက်ဖြစ်ဖြစ်ွားရင်ကျွန်တော်ကလည်းပြောရတာခက်လာတယ်စက်ကောက်စီဖက်ကောက်တွေလည်းထိုက်ကြည့်နေဆိုတော့ အာဏာခွဲဝေရေးမှာစစ်မြေပြင်ကဆွားဆောက်ရနိုင်ငံရေးကြီးမှန်းချက်တဲ့ပို့အရာရောက်နေရင်အဲ့ဒါစစ်ပြင်ဝါဒလက်နက်ကိုင်ပဲဖြစ်မှာပဲခင်ဗျားတို့ပြောချင်တာကတိန်နဲ့ပြောင်းကရွေးဆွဲနေတဲ့မြန်မာမျိုးပုံဆိုတာမျိုးကမရှိသင့်ပါဘူးတိန်နဲ့ရှိမှလူရဝင်ပါလားတခုပြောချင်တာ Facebook ပေါ်ကဥစ္စာပေါ်အခုဖြစ်နေတဲ့ဟာပေါ်ခင်ဗျားတို့ယောဂကြီးတခုခံစားနေရတဲ့အချိန်မှာဘာမှမဖြစ်ဘူးမနေ့ပြန်ပြလဲပြီးစိတ်ကုပေးနေတဲ့စိတ်မကုပေးတဲ့ဆရာဝန်ကိုလုံးမလား အခြေအနေကဆိုးရိမ်နေရတဲ့အခြေအနေကိုခွဲစိတ်မှအသက်ရှင်မယ်ဆိုတော့အမှန်တိုင်းပြောတဲ့ဆရာဝန်လိုချင်တာ Facebook လို့ speaker တို့ line ပေါ်မှာကိုထောကြည့်တော့ပါတော့ခုနကပြောနေတိုက်ခတ်ခံရတယ်ကျွန်တော်တို့ဆိုရင်အများကြီးပဲအလဲကိုမကြည့်တော့ကျွန်တော်တို့အဲ့ဒီတော်လိုင်းကြီးဘက်တော်သားလူတွေက